မင်္ဂလာပါခင်ဗျ The Deep Dive ကနေပြန်ပြီးကြိုဆိုပါရစေ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီနေ့တက်ကျွန်တော်တို့လေလာတုံးတက်ဖို့ရတဲ့အရေးမြစ်တွေကတော့မိုးလေဝသနဲ့ဇလီဘေရာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နောက်ဆုံးရမိုးလေဝသသတင်းတွေပါပဲ။ဟုတ်ပါတယ်။အထူးသဖြင့်2025ခုနှစ် November လ28ရက်နေ့တွက်ခမိုင်းချက်တွေပါ။ဟုတ်တယ်။ပထမတစ်ချက်ကြည့်လိုက်ရင်တော့ဒါကတာမန်မိုးလေဝသသတင်းတစ်ခုလို့ပဲ။ပင်လယ်ပင်လယ်အော်မဆိုက်ကလုန်းမွန်တိုင်း diff ဝါဆိုတာဖြစ်နေတယ်။အင်း လူတိုင်းကလည်းမင်းနေကြတာကမြမဖီကိုဝယ်မလားဆိုတာပေါ့အဲ့ဒါပဲဒါပေမဲ့တကယ်ဇလိုင်းကအဲ့ဒီမှာလည်းမပြီးပါဘူးလေဟုတ်တယ်ဒီတဲ့ကျွန်တော်တို့ဆွေးနွေးမှာကအဲ့ဒီမုံတိုင်းရဲ့မြင်မရတဲ့အသေးအောင်မူတယ်ပြီးတော့အရှိဘက်မှာရှိနေတဲ့သူ့ရဲ့အမွားလိုမုံတိုင်းတစ်ခုနဲ့ပေါင်းပြီးကျွန်တော်တို့ရဲ့ယာတိဥရုကိုနောက်ွယ်ကနေဘလို့များချိုးကင်နေတယ်လဲဆိုတဲ့အကြောင်းပါပဲကဲဒါဆိုရင်ဒီဇလန်းကိုအစကနေဖြင်းလက်ကြည့်အောင် အခုအားလုံးရဲ့စိတ်ဝင်စားမှုဘဝချက်ဖန်နေတဲ့ cyclone မုန်တိုင်း disorder ပေါ့။သူကဘယ်ကနေဘလို့စဖြစ်လာတာလဲခင်ဗျာ။သူကအစတုန်းကတော့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတိရီလန်ကကမ်းခြေနားမှာအားကောင်းတဲ့မုန်တိုင်းငယ် deep depression အဆင့်နဲ့စခဲ့တာပါ။အော်မုန်တိုင်းငယ်အဆင့်ဟုတ်တယ်။မုန်တိုင်းငယ်ဆိုတာက cyclone မုန်တိုင်းအဆင့်မရောက်ခင် အာယူနေတဲ့လူငယ်တယောက်လိုပဲ။စွန့်အင်ကြီးစူးစီးနေတဲ့အဆင့်ပေါ့။ အဲ့ဒီကနေအရှင်ရလာပြီအခုတော့တကယ့်ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာပါပြီနောက်ဆုံးတိုင်းထွာချစ်တီအရဆိုရင်သူကမြန်မာနိုင်ငံကိုကိုကျုံးရဲ့နောက်တောင်ဘက်ရေမိုင်၈00လောက်အကွာမှာရှိနေတယ်ရေမိုင်၈00ဆိုတော့ဒါကတော်တော်လေးဝေးတယ်လို့ပြောလို့ရတယ်နော်ဟုတ်ပါတယ်တော်တော်ဝေးပါတယ်သူရဲ့ဦးတီယာအဓိကဖြစ်မှာကတီရီလင်ကာနဲ့အိန္ဒိယနိုင်ငံတွေဖြစ်နေတာအောက်တွေ့ရပါတယ်သူရဲ့အင်အားကိုတိုင်းတာလဲကိန်းကနန်တွေလဲတွေ့ရတယ်ဘ ਹੁ ချက်လေးဖျားက960ချက် ဟက်တိုပါစကယ် HBA ဆိုတာမျိုးပေါ့အဲဒီကိန်းကနကတာမလူတယောက်တက်ဘာကိုဆိုလို့တာလဲ998ဆိုတာဘလော့အားကောင်းတာမျိုးလေခင်ဗျာဒါကအရန်ကောင်းလေမေးခွန်းပါမုန်တိုင်းတစ်ခုရဲ့အင်ဂျင်ကိုနားလည်ဖို့အဓိကတော့ချက်ပဲပုံမှန်အားဖြင့်ပင်လယ်ရေမျက်နှာပြင်မှာရှိတဲ့လေဖိအားက1033ဟက်တိုပါစကယ်လောက်ရှိတယ်음ဟုတ်ကဲ့လေထုကကျွန်တော်တို့ကိုအလေးတစ်ခုလိုဖီထားတယ်လို့မြင်အောင်ကြည့်လိုက်ပါနော်အခုမုန်တိုင်းရဲ့ဗဟိုချက်မှာ998ဟက်တိုပါစကယ်ပဲရှိတော့တယ်ဆိုတာ အဲ့ဒီနေရာကအလေးကပေါ့သွားတယ်လို့ပဲ။အော်လီဗီယာနေရဝန်ဆိုတာအဲ့လားကိုဟုတ်ပါတယ်အဲ့လိုဟာခွက်ထသွားတဲ့နေရာကိုပဝင်းကျင်ကလီတို့ကအရှိန်နဲ့ပြေးဝင်ကြတာပဲအဲ့ဒီပြေးဝင်လာတဲ့လေတွေရဲ့အရှိန်ဟာကျွန်တော်တို့လေပြင်းကြိုက်တယ်လို့ခံစားရတဲ့အရာပေါ့ဆိုတော့လေဖီအားနေလေလေလေတွေပြေးဝင်တဲ့အရှိန်ပိုပြင်းလေလေမုံတိုင်းကပိုအားကောင်းလေလေပဲအခုတနာနေ့45မိုင်နှုန်းနဲ့တိုက်နေရဆိုတာက သူ့ကိုစိုက်ကလုန်းမုန်တိုင်းအဆင့်လို့တတ်မှတ်ဖို့လုံလောက်တဲ့အင်အားပါ။အော်၊ဒါဆိုင်တော့သဘောပေါက်သွားပြီ။ဒါနဲ့မိုးလီဝတ်ဌာနကဒီမုန်တိုင်းအတွက်အဝါရောင်စင်သတိပေးချက်ထုတ်ထားတယ်လို့ဆိုတယ်။ဒီအရောင်လေးကဘာကိုကိုစားပြူတာလဲ။အဝါရောင်ဆိုတာဘာလို့ရမယ်လို့ပြောနေတာလဲခင်ဗျာ။အဝါရောင်အဆင့်ဆိုတာကသတိပြူဆောင်ကြည့်ပါလို့ပြောတာပါ။မီးပွင့်လိုပဲစဉ်းစားကြည့်လို့ရတယ်။อืมအဆင့်ရောင်ကဘာမှမထစ်ဘူး။အနီရောင်ကအရေးပေါ်အခြေအနေရှောင်းတိန်ဖို့ပြင်ဆင်ရမယ်။ အဝါရောင်ကအဲ့နှစ်ခုကြားမှရှိတယ်။အော်အလေလက်အစင်ပေါ့။ဟုတ်ပါတယ်။အချင်းဤကပြောင်းလဲသွားနိုင်တယ်။တည်င်းကိုနားဆွင့်ထားပါ။အထူးသဖြင့်ပင်လေတိုင်းမှာအလုံးလုံးနေသူတွေဆိုရင်ကဲနဲ့နီးနီးမှနေပါဆိုတဲ့အတိတ်ပဲပါ။ဟုတ်ကဲ့။ညမနေရကိုတိုက်ရိုက်မလာဘူးဆိုတာတေချာတလို့ထင်းနေလို့အနီရောင်အစင်မဟုတ်တာပါ။ဒါပေမဲ့လုံးဝပေါ်ဆလို့တော့မရဘူးဆိုတဲ့တည်င်းစကားပဲပေါ့။ Okay. ဒါဆို this war ကအိန္ဒိယဘက်ကိုတွားနေပြီ။ ကျွန်တော်တို့နဲ့တိုက်ရိုက်မဆိုင်တော့ဘူးလို့ထင်ရပါမယ်။ဒလောင်ကြီးတဲ့စွန့်ရင်တွေပင်လေထဲမှာလဲပတ်နေတာကဘာမှမထိထွေတော့ပြီးသွားမှာမဟုတ်ဘူးထင်တယ်။သူ့ရဲ့လှိုင်းကြရကကျွန်တော်တို့ကန်းချေထိရောက်နိုင်သေးလား။ဒါကအရေးကြီးဆုံးအချက်ပဲ။မုံတိုင်းကိုတိုင်မလာပေမဲ့သူ့ရဲ့တွယ်ဝိုက်တက်ရောက်မှုက လုံးဝချိပါလေ။อืมစိတ်ကူးထဲမှာရေကန်ကကြီးကြီးတစ်ခုတည်းကို6ခဲကြီးကြီးတစ်လုံးပြစ်ချလိုက်တယ်လို့ပဲ။ ထောက်ခဲကြလက်နေရာနဲ့အဝေးကြီးမှတောင်လိုင်းကရက်တည်ရိုက်ခက်လာတာမျိုးပေါ့ဟုတ်ကဲ့အခု this war ရဲ့သွေးအောင်မူကိုမြန်မာနိုင်ငံတောင်ပိုင်းကံရိုးတက်နေမှာအဓိကခန်းစားရမှာပါမွန်တမကွေ့မွန်တနင်သားတွေကံရိုးတက်နဲ့ကံလွန်ပင်လေးပင်နေမှာပေါ့မိုးတက်လီပင်းကြပြီးလိုင်းကြီးနိုင်ရည်ခဏလေအဲ့ဒီနေရာမှာကျွန်တော်နင်းနေစိတ်ဝင်စားသွားတယ်မိုးတက်လီပင်းကြရင်လေတိုက်နှုံးကတနာရီ30မမိုင်လောက်ပဲရှိမယ်လို့ခန့်မှန်းထားတယ်ဟုတ်ပါတယ်ဒါပေမဲ့ flying amien က ship bay ကနီး ဆဲပေးအထီဖြစ်နိုင်တယ်ဆိုတာကနင်းနေတော့မယုံနိုင်စရာပဲဘာလို့အဲ့ဒီလောက်ကြွားချနေရတာလဲအော်ဒါကပင်လေပင်ရဲ့တဘာဝပါ လိုင်းအမြင့်ကိုဆုံးဖြတ်တာလေတိုင်းလုံးတစ်ခုတည်းမဟုတ်ဘူးလေဟုတ်လားလေကယမနာပင်ပေါ်မှာဘလောက်အကွာအဝေးအထိအတားအဆီးမရှိတိုက်ခတ်ခွင့်ရတယ်လဲဆိုရက် fetch ဆိုတဲ့အချက်ပေါ်မှာလည်းမူတည်တယ် fetch ဟုတ်တယ်ဒီဝါကပင်လေပြင်အကြက်ကြီးထဲမှာဖြစ်နေတာဆိုတော့သူ့ရဲ့လေဒီကကီလိုမီတာရာနဲ့ချီတဲ့ရေပြင်ကိုဆက်တိုက်ဖြတ်တန်းတိုက်ခတ်လာတာအဲ့ဒီအခါမှာစွိုင်းအင်တွေကစုပုံလာတယ် လိုင်းလုံးတစ်တီးလေးတွေကနေတစ်ဖြည်းဖြည်းပေါင်းပြီးအေယာမလိုင်းလုံးကြီးတဲ့ဖြစ်လာတာပါ။ Wow ။ဆက်ပြင်းမြင့်တဲ့ line ဆိုတာလူတယောက်ရဲ့အရက်ထက်အများကြီးမြင့်တယ်နော်။ဟုတ်တာပေါ့။ကန်းနီငါးဖန်းလေးလေးတွေအတွက်တော့အတက်အနေနဲ့ရှိတဲ့အခြေအနေပါ။ဒါကြောင့်ရေလုံးတားတွေနဲ့တင်ပိုးတွေအတွက်တတိပေးချက်ကအများကြီးအေးကြီးနေတာ။ Wow ။ဒါကတကယ်ကိုစိတ်ဝင်စားစရာပဲ။ဒီဝါတစ်ခုတည်းကကိုဒီလောက်ထိရှင်းပြစရာရှိနေတာ။ဒါပေမဲ့ဒီဇက်လတ်မှာဒီဝါတယောက်တည်းမဟုတ်ဘူးလို့ကြားတယ် ဒီစားအတွက်မှာချားမိုးလို့ဝတ္တစနစ်တည်းလည်းရှိနေသေးတယ်ဆိုဟုတ်ပါလေအရင်ဆုံးမလကရေလက်ကြမှာဖြစ်ခဲ့တဲ့မုံတိုင်းကေတစ်ခုရှိတယ်ဒါပေမဲ့ तू ကတော့အားဖြစ်သွားပြီဩတော့ပြီးသွားပြီဟုတ်တယ်လီဖီအားနဲ့ရဘုံအချင်းနဲ့အာရော့ကားပြီဒါကမိုးလေဝတ္တစနစ်တွေဘလောက်ညံ့ညံ့ပြောင်းလဲနိုင်လဲဆိုတော့ကိုပြတယ်ဒါပေမဲ့ပိုးပြီးအရေးကြီးတာကဘင်္ဂလားပင်လယ်အော်ရဲ့တစ်ဖက်ခြမ်းတောင်တရုတ်ပင်လယ်ပြင်မှာပါအရှိတ်ပါမှာဟုတ်တယ် အဲ့မှာနောက်ထပ်အင်အားကြီးမုန်တိုင်းတစ်ခုရှိနေတယ်။သူ့နာမည်ကတိုင်ဖုန်းမုန်တိုင်းကိုတိုဆိုတော့ကျွန်တော်တို့ကအနောက်ဘက်မှာဆန်ကလုန်းဒစ်ဖာအရှေ့ဘက်မှာတိုင်ဖုန်းကိုတိုမုန်တိုင်းကြီးတစ်ခုကြားမှာညံ့နေတဲ့သဘောပေါ့။မြေပေါ်ပေါ်မှာမြင်အောင်ကြည့်တာနဲ့တင်တော်တော်ထူးခြားတဲ့မြင်ကွင်းပဲ။ဟုတ်တယ်။ဒါနဲ့ဆန်ကလုန်းနဲ့တိုင်ဖုန်းဆိုတာနာမည်ပဲကွဲတာလား။ဘာကွာသေးလဲခင်ဗျာ။နာမည်ပဲကွဲတာပါ။မိုးလေဝသအရာတော့သူတို့ကအတူတူပဲ။ အပူပိုင်းဒေသပင်လယ်ပြင်ပေါ်ကစွမ်းအင်တွေကိုစုပ်ယူပြီးဖြစ်ပေါ်လာတဲ့အပူပိုင်းမုန်တိုင်းကြီးတွေပဲ။အော်ဖြစ်တဲ့နေရာပေါ်မူတည်ပြီးနာမည်ပြောင်းထွားတာ။ဟုတ်တယ်။ Atlantic သမုဒ္ဒရာမှာဖြစ်ရင် Hurricane လို့ခေါ်တယ်။ India သမုဒ္ဒရာနဲ့ Bangla ပလယ်အော်မှာဖြစ်ရင် Cyclone Pacific အနောက်ခြမ်းမှာဖြစ်ရင် Typhoon လို့ခေါ်ကြတာ။ဟုတ်ကဲ့။အခုကိုတိုက Vietnam နိုင်ငံ Da Nang မြို့ရဲ့အရှေ့တောင်ဘက် ရေမိုင်350လောက်မှာရှိနေတယ်။သူကလည်းအနောက်အနောက်တောင်ဘက်ကိုဖြည်းဖြည်းချင်းကျွေ့နေတယ်။ကဲ့။ ဒီနေရာမှာဇလန်းကပိုပြီးစိတ်လုံချစရာကောင်းလာပြီဒီလိုမုန်တိုင်းကြီးနှစ်ခုတပြိုင်တည်းဖြစ်နေလာကဘလို့ထူးခြားမှုတွေရှိလာနိုင်လဲဒီဘုန်းတော်ကတစ်ခုနဲ့တစ်ခုအပြန်အလှန်တက်ရောက်မှုတွေကိုရှိနိုင်လာခင်ဗျာဒါကကျမတို့ရဲ့ဆွေးနွေးမှုရဲ့အဓိကအချက်ပဲဒီလိုမုန်တိုင်းကြီးနှစ်ခု data တစ်ခုရဲ့အရှိန်နဲ့အနောက်မှာတပြိုင်တည်းဖြစ်နေတာကစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တာကို Fujiwara effect လိုမျိုးမုန်တိုင်းတစ်ခုပေါင်းပြီးကခွန်ထွက်တာမျိုးတို့တိုက်ရိုက်ပြို့လို့မရပါဘူး။ဒီစနစ်နှစ်ခုက data တွင်လေတူစီချောင်းတစ်ခုလုံးကိုအားပြိုင်နေတယ်လို့ပဲ။အော် လွန်ဆွဲပွဲတစ်ခုလိုမျိုးလားဟုတ်တယ်လွန်ဆွဲပွဲတစ်ခုလိုစဉ်းစားကြည့်ပါအနောက်ကဒစ်ဝါကလေထုကို သူ့စီဆွဲသွင်းနေချိန်မှာ အရှိကကိုတိုကလည်းသူ့ဘက်ကိုဆွဲနေတယ်ဟွန်းအဲ့ဒီအားပြိုင်မှုရဲ့အလေဘုံမှာရှိတဲ့မြန်မာနိုင်ငံလို ကုန်းတွင်းပိုင်းဒေသတွေပေါ်ကလေထုကပုံမှန်ထပ်ပိုတင်းငင်ထွားတယ်။မဟုတ်။အဲ့ဒီခါမှာမြောက်ဘက်ကပိုအေးပြီးပိုလေးတဲ့လေထုကအောက်ကိုဆင်လာဖို့လမ်းကြောင်းပိုးပွင့်ထွားတယ်။ ဒါကြောင့်အခုလိုအချိန်မှာကုန်းတွင်းပိုက်ဒေတာတချို့မှာညအပူချိန်နင်းနေကြသွားတာကဒီမုံတိုင်းတွေတိုက်ရိုက်မမြင်နိုင်တဲ့သွေးဝိုက်တက်ရောက်မှုတခုလိုပြောလို့ရတယ်။ဒါတကယ်ပဲ deep dive ပဲ။ကျွန်တော်တို့နေ့စဉ်တွေ့နေရတဲ့မိုးလေဝဲတခမှန်းချရဲ့နောက်ွယ်ကတိပ်ပန့်ပညာရကဒီလောက်ထိဆက်ဆက်နေတာပဲ။ဟုတ်ပါတယ်။ဒါဆိုဒီလိုလေထုတဲ့လွန်ဆွဲခွင့်ရှိဖြစ်နေချိန်မှာမင်းနဲ့ဖြန်နိုဝင်ဘာ28ရက်နေ့အတွဲမြန်မာနိုင်ငံမြို့ရွာတွေရဲ့အခြေအနေကဘလို့ဖြစ်မလဲ။ ရန်ကုန်မန္တလေးနေပြည်တော်မှာဘလို့ရတီလူမျိုးကိုမျှလင်းထားတဲ့လေဒီအချက်တွေကိုခြွေဆက်ပြီးချင်းကရင်မနှဖြန်အတွက်ခမန်းချက်ကအရင်ရှင်းသွားပါပြီတောင်ဘတ်ဆွန်းတနင်းတော်ဒီတိုင်းမှာတော့ဒစ်စဝါရဲ့အစွန်စိုးအဲ့ဒီလိုင်းကရဲ့ကြောင့်နေရာကွက်ကြားမိုးထချွန်ရွာနံကျေ60ရာခိုင်နှုန်းလောက်ရှိပါတယ်ဟွန်းတောင်ပိုင်းမှာတော့မိုးနေနေရှိနိုင်သေးတယ်ဟုတ်တယ် ဒါပေမဲ့နိုင်နိုင်ရဲ့ဂျန်တဲ့နေရအများစုမှာတော့အဲ့ဒီလွန်ဆွဲပွဲကြောင့်လီထုကတင်းငိမ့်နေမှာပါဒါကြောင့်နေပြီးတော့မန္တလေးမကွေးတို့လိုအလေပိုင်းဒေသတွေမှာ အများအပြားတာရမယ်အော်ရန်ကုန်အရာဝတီဖက်ခူးတို့မှာတော့တင်အတင်တင်လောက်ပဲရှိနိုင်ပြီးမိုးရွာဖို့အလားအလားအလွန်နေပါလေအဓိကကတော့ကောင်းကင်ကတာယာနေမှာပါပီလက်တင်ခြေနေကရောတနိုင်ကလုံးအတူတူပဲလားတမကိုတောင်ပိုင်းခန်းယိုတန်းကပိုဆိုးပြီး တခြားနေရာတွေကပုံရင်းတနေမလား။ကွဲပြားပါတယ်။စောစောကပြောခဲ့သလိုပဲ diswire ရဲ့အရှိန်ကိုတိုက်ရိုက်ခံရတဲ့မူတမကွေနဲ့မွန်တနင်းတော်ကြီးကံယူတောင်းမှာလှိုင်းကြည့်ပြီးရှစ်ပေကနေဆက်ပြီးအထိရှိနိုင်တယ်။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီကနေမြောက်ကန်းလုံးချစ်တက်လာတဲ့မြောဝတ်တုံးပေါ်နေရခိုင်ကံယူတဲ့နေမှာတော့လိုင်းအတင့်အတင့်ဝါးပြီနဲ့ခုနှစ်ပေလောက်ပဲရှိမှာပါ။အော်ဆိုတော့ရခိုင်ဘက်ကိုခရီးသွားမယ်ဆိုတဲ့အတွက်တော့စိုးရင်ဆရာမရှိဘူးပေါ့ဟုတ်ပါတယ်အဓိကတတိဖြူရမှာက တောင်ပိုင်းပြင်လေပြင်မယ်อืม နောက်ပြီးနောင်နေရအတွက်အထုခမိုင်းချက်ရဆိုရင်အဲ့ဒီလေထုတည်ငြိမ်မှုကြောင့်နေပြီးတော့မန္တလေးစေကိုင်းအောက်ပိုင်းရှမ်းပြည်နယ်လိုလိုနေရာတွေမှာညအပူချင်းတွေအနှဲငယ်ရိုးချနိုင်တယ်လို့ခန့်မှန်းထားတယ်။ဒါကတော့ဆောင်းအငွေတက်ကိုပူခန်းစားရစီမဲ့အချက်ကိုကောင်းပြီ။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတာတွေကိုအနစ်ပြန်ချုပ်ချင်အောင်ကျွန်တော်တို့နားလည်လိုက်တာကတော့၁ဆက်ကလွန်ဒစ်ဝါကမြန်မာနိုင်ငံကိုတိုက်ရိုက်လာမှာမဟုတ်ဘူး။သူကအိန္ဒိယနဲ့တီရီလန်ကာဘက်ကိုဦးတည်နေတယ်။ဟုတ်ပါတယ်။ ဟွန်းဒါပေမဲ့သူရဲ့တွေ့ဝိုက်တက်ရောက်မှုကြောင့်ကျွန်တော်တို့ရဲ့တောင်ပိုင်းကံယုတ်တမ်းမှာ လိုင်းကြီးပြီးမိုးတက်လေပြင်းကြနိုင်တဲ့အတွက်တတိထားဖို့လိုတယ်။အဲ့ဒါအရေးကြီးပါတယ်။၃အရေးကြီးဆုံးတဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ diswa နဲ့အရှိဘက်ကတိုင်ဖွန်ကိုရူရူရဲ့အပြိုင်မှုကမြန်မာနိုင်ငံအလဲပိုင်းကလေရုကိုတိငင်စေပြီးညဘက်မှာအရေးတဲ့အနှံငယ်ပိုလာစေနိုင်တယ်ဆိုတာပါပဲ။ဟုတ်ပါတယ်။ရာသီဥတုဆိုတာ တနေရာတဲကိုကြည့်ပြီးဆုံးဖြတ်လို့မရပဲကျေးပြတ်တဲ့ပုံစံကြီးတစ်ခုနဲ့ချိတ်ဆက်နေလေဆိုတာကိုဒါကတတ်သိပြနေတာပဲဟုတ်ပါတယ်ဒီအချက်လက်ကြီးအားလုံးကိုချုံငုံပြီးနားထောင်ကြည့်တဲ့အတွက်စဉ်းစားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုကျမတို့ဟာဒေတာတစ်ခုရဲ့အဆုံးနှစ်ဖက်မှာအင်အားကြီးမားရဲ့မိုးလေဝသ system ကြီးနှစ်ခုတပြိုင်တည်းတရှိနေရကိုမြဲမြံကိုတွေ့လေ့လာခွင့်ရနိုင်ရပါတယ်ဒီအချက်ကပိုကြီးမရဲ့မိန်ဟွန်းတစ်ခုကို မေးစရာဖြစ်လာစေလေ။อืมဘာများဖြစ်မလဲခင်ဗျ။ အဲ့ဒါကတော့ဒီလိုကြီးမားတဲ့စနစ်တည်ရဲ့အပြန်အလှန်တက်ရောက်မှုဒါမှမဟုတ်သူတို့ရဲ့တပြိုင်နက်တည်းရှိနေမှုကကုန်းလင်းပိုင်းဒေသတွေမှာခစ်တဲ့ညအပူချိန်အနှဲငယ်ကြားဆင်းတာလိုမျိုးတိမ်မွေးတဲ့ရာသီဥတုပြောင်းလဲမှုတွေပေါ်ဘလို့များလွမ်းမိုးနေနိုင်မလဲဟုတ်ကဲ့ဒါဟာကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့မိုးလေဝသဖြစ်စဉ်လေးတွေဟာအလွန်ကြေပြန့်တီတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ကမ္ဘာလုံးဆိုင်ရာစနစ်ကြီးတစ်ခုရဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုတာကိုပြန်လည်သတိပြန်နေတယ်လို့ပါပဲ ီလိုစနစ်တွေရဲ့အပြာလန်ဆက်တွေ့မှုကိုနားလည်ခြင်းကယာဒီရုကိုပုံမတိကျစာခမိုင်းနိုင်မှုအတွက်အနာဂတ်မှာဘလအရေးပါလာမလဲဆိုတာကတော့ကျွန်တော်တို့အလွန်ဆက်လက်တွေးတောရဲ့အကြောင်းအရာတစ်ခုပါပဲတီးရဲ့တပည့်အစည်းအဝေးကနေကြိုးဆော်ပါတယ်ဒီနေ့ကျွန်မတို့ဆွေးနွေးမှာကတော့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့အတွက်ထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်မှာပါတဲ့ Cyclone Mondang Ditwa DITWAH နဲ့ပတ်သက်တဲ့အကြောင်းအရာပါပဲဟုတ်ပါတယ်အဓိကကတော့မုံတန်းကမြန်မာပြည်ကိုတိုက်ရိုက်ဦးတည်နေတာမဟုတ်ပေမဲ့သူ့ရဲ့သွယ်ဝိုက်တိုက်ရောက်မှုတွေရှိနေတယ်လေအဲဒီပေါ်မှာထုတ်ပြန်ထားတဲ့အဝါယံအစစ်သတိပေးချက်ကလုံလောက်ရဲ့လားတောင်မို့တောင်ပိုင်းကင်းရိုးတန်သေးတာတွေအတွက် NDA ကို short တက်လိုက်သလိုများဖြစ်သွားနိုင်တယ်လားဆိုတာကိုကျွန်တော်တို့အမြင်ချက်ဖော်လည်ကြည့်ကြမှာပါဟုတ်ကဲ့ကျမဘက်ကတော့ဒီအဝါယံအစစ်သတ်မှတ်ချက်ကလက်ရှိအခြေအနေနဲ့ကိုက်ညီပြီးတော့ ဤပညာပိုင်းအရာမှန်ကန်တိကျတဲ့သတ်မှတ်ချက်လိုယုံကြည်ပါတယ်ဆိုတော့သက်ဆိုင်ရာဒေတာတွေအတွက်လည်းလိုအပ်တဲ့သေးစိတ်သတိပေးချက်တွေထုတ်ပြန်ထားပြီးသားဖြစ်တယ်လို့မြင်ပါတယ်။အဲ့ဒီညမှာပဲကျွန်တော်ကနည်းလေးသဘောထား꿰လွဲခြင်းပါတယ်။အဝါယောင်အဆင့်ဆိုတဲ့အတုံးလုံးကဒီမௌတမကွေနဲ့မွန်တနင်တာဒီကံယိုးတန်းလိုနေရာဒီမှာရှိနေတဲ့တခဲအသက်အန္တရာယ်ကိုမီးမိန်သွားစေပြီးလူတွေရဲ့တတိထားမှုကိုရောချသွားစေနိုင်တယ်လို့အဲဆိုရင်မိပါတယ်။ ကောင်းပါပြီ။တဆူကျမရဲ့ယတိချက်ကိုအရင်ဆုံးရှင်းပြပါစေ။မိုးလေးဝသတတိပိချက်ဒီမှာဒီလိုအယောင်နဲ့အဆင့်ခွဲခြားတတ်မှတ်တာကနိုင်ငံတကာမှာကျင့်သုံးနေတဲ့ဆန်တစ်ခုပေါ့နော်။အဓိကကတော့မုံတိုင်းတစ်ခုကကုန်းရင်းကိုဝေရောက်နိုင်ခြင်းရှိမရှိပုံမှာမူတည်ပြီးတတ်မှတ်တာပါ။အခု this war မုံတိုင်းကကိုကိုချွင်းရဲ့အနောက်တောင်ဘက် ရေမှန်ရှိရလောက်မှရှိနေပြီးသူ့ရဲ့ဥဒိယကမြောက်အနောက်မြောက်ဘက်ဆိုလိုတာကတရီလန်ကနဲ့အိန္ဒိယတောင်ပိုင်းဘက်ကိုပါ။မြန်မာနိုင်ငံဘက်ကိုလုံးဝဥတည်မနေပါဘူးလို့ ဒီအချက်လက်ရတနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင်အဝါရောင်အဆင့်သတ်မှတ်တာကသိပ္ပံနေကြရတော့လုံထုံလုံးနဲ့ရပါတိကျမှန်းခဲ့ပါတယ်။ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုရင်မလိုလဲပဲတနိုင်ငံလုံးကိုထိတ်လန့်တကြားမဖြစ်စေချင်လို့ပါ။တကယ်လို့သာမုံတိုင်းကတိုက်ရိုက်မလာဘဲနဲ့အဆင့်မြင့်တတိပိချက်ထုတ်လိုက်ရင်မလိုလဲတဲ့စိုးရိမ်မှုတွေစီးပွားရေးလုပ်ငန်းတွေရပ်ဆန်းတာတွေထစ်လာနိုင်တယ်။အဲ့ဒါကို warning fatigue လို့ခေါ်တာပေါ့။တတိပိချက်တွေခဏခဏထုတ်လုံးရင်လူတွေကအေးမထတော့တဲ့အခြေအနေမျိုးကိုရှောင်ရှားဖို့ပါ။ အရေးကြီးဆုံးအချက်ကအန်ဒီရတကယ်ရှိနိုင်တဲ့မူရမကွေမွန်ဒနေတာရီကန်ရွတ်တက်နဲ့ကန်လွန်ပင်နေပြင်တဲ့တီးချသတိပေးချက်ကိုတိတိကျကျထုတ်ပြန်ထားပြီးသားဖြစ်နေတာပါပဲအဲ့ဒီမှာလေးတိုင်ကုန်းတနိုင်မိုင်30ကန်နဲ့35မိုင်လှိုင်းအမြင့်ရှိပေးကန်နဲ့70ပေးဆိုပြီးရှိစင်းနေတဲ့ပေါ်ပြထားတယ်ဒါကပင်လေထမဲ့သူတွေအတွက်လုံလောက်တဲ့အချက်ပါပဲသင်ပြောတဲ့ဤပညာပိုင်းဆိုင်ရာအချက်လက်တွေမှန်ကန်တယ်ဆိုတာကိုကျွန်တော် လက်ခံပါတယ်မုံတိုင်းရဲ့လမ်းကြောင်းသူ့ရဲ့တည်နေရာ ဒါဒီအလုံးကတိကျတဲ့သိပ္ပံနေချအချက်လက်တွေပါဒါမဲ့ကျွန်တော်တို့စဉ်းစားရမှာကဒီအချက်လက်တွေကိုအများပြည်သူကဘလို့နားလဲလက်ခံတယ်လဲဆိုတာပါပဲကျွန်တော်အမြင်မှာတော့မုံတန်းရဲ့လမ်းကြောင်းထက်အများပြည်သူတကယ်ကြုံ တွေ့ရမယ့်တက်ရောက်မှုကပိုအေးကြည့်ပါတယ်အဝါရောင်အဆင့်လို့ကြားလိုက်တာနဲ့တာမန်ပြည်သူတယောက်ရဲ့ခေါင်းထဲမှာဩဆိုရင်စရာမရှိသေးဘူးစောင့်ကြည့်အောင်ပဲဆိုတဲ့အတွေးမျိုးဝင်သွားစေတယ်ဒီနေရာမှာကြံစည်စတာပါပဲ တင်ခနာကပြောတဲ့ကဏ္ဍတွေကိုပြန်ကြည့်အောင်လေတိုင်းနှောင်းတနိုင်း15မိုင် လိုင်းအမြင့်7ပေ7ပေမိနစ်လိုင်းဆိုလာစိတ်ကူးလဲမှာတိတ်မမြင်ဘူးလို့ထင်ရပြင်မဲ့ကန်နီငါဖန်လေးလေးတစ်ဆင့်အတွက်တော့ဒါဟာတကယ့်ကိုအသက်အန္တရာယ်ပါလေတစ်ဆင့်လုံးကိုတစ်ခဏအတွင်းမှာမြုပ်သွားစေနိုင်တဲ့အခြေအနေပါဒီလိုပြင်းထန်တဲ့အန္တရာယ်ကိုအဝါရောင်ရှင်ဆိုတဲ့ရေပြေးခေါင်းစဉ်အောက်မှာထွေထားလိုက်တော့အန္တရာယ်ပြင်းထန်မှုကအပြော့သွားသလိုဖြစ်ပြနေဘူးလားလူတွေကခေါင်းစဉ်ကြီးဖြစ်တဲ့ မြမပြီကိုမလာဘူးအဝါရောင် ရှင့်ပဲဆိုတာကိုပဲအလွယ်တကူကောက်ချက်ချပြီးအသေးစိတ်ထဲကအရေးကြီးတဲ့ကဏ္ဍတွေကိုလစ်လူရှူသွားနိုင်တဲ့အန်တွေကတိတ်ကိုကြည်ပါလေအဲ့တော့ကျမတို့ရဲ့အဓိကသဘောထားကွဲလဲမှုကအဝါရောင်အဆင့်ဆိုတဲ့အတုံးလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လူတွေပေါ်တက်ရောက်မှုမှာပဲရှိနေတာပေါ့ဟုတ်ပါလေအဲ့ဒီမှာပဲကျမထပ်မံခုခံကျင်တာကတော့ဒီစနစ်ကအလွာလိုက်တိစောထားတာပါကနိုင်ရန်လွန်အတွက်ရေးပွဲတတိပီချက်တစ်ခု ပြီးမှအနယ်ရှိတဲ့နေရာအတွက်အသေးစိတ်သတိပေးချက်တစ်ခုဒီလိုခွဲခြားထားတာကပိုပြီးပြတ်မှတ်ထားရကြတယ်ပိုပြီးထိရောက်တယ်နေရာတိုင်းကိုအရေးကြီးပေါ်ချင်တဲ့ညညာနေရင်ဘယ်သူမှအရေးတည်ယူလို့တော့မှမဟုတ်ဘူးလေဒါကြောင့်အနယ်တကယ်ရှိတဲ့နေရာကလူတွေအတွက်ပဲပြီးသက်အသေးစိတ်ထုတ်ပြန်ပေးတာကသူတို့ပိုပြီးအာယုံဆိုင်စေနိုင်တယ်လို့ကျွန်မမြင်တယ်အဲ့ဒီအချက်ကစိုင်းဝန်စားဖို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တခြားရှုထောင့်ကနေညင်တယ်ဒါဆက်သွယ်ရေးပညာမှာ semantic risk လို့ခေါ်တဲ့အခြေအနေတစ်မျိုးပဲ ဆိုလိုတာကမိုးလေဝသပညာရှင်တွေအတွက်အဝါရောင်ရဲ့ဤပညာဆိုင်ရာအထိပ္ပယ်ခွင့်ဆိုချက်ကတိကျတယ်။ဒါပေမဲ့တာမန်ပြည်သူတယောက်တို့တော့အဝါရောင်ဆိုတာအတတ်အန္တရာယ်ကိုကိုးစားမဖြူဘူး။တတိထားပါလောက်ပဲအထိပ္ပယ်တယောက်တယ်။အင်းအတိတ်ကဖြစ်ခဲ့တဲ့သဘောဘေးအန္တရာယ်တော်တော်များများမှာဒီလိုပြဿနာတွေတွေ့ခဲ့ရတယ်။တရားဝင်တတိပယ်ချက်တွေကဤပညာရမှန်ပြင်မဲ့သက်ဆိုင်ရာဒေတာခန့်တွေအတွက်အရေးကြီးကြီးတွန်းပြန်ဆောင်ရွက်ရမယ်ဆိုတဲ့အတိအကိုမပေးနိုင်ခဲ့ဘူး။အခုလည်းဒီလိုပဲ။ မုတ်တမကွေးကရေလိုသားတယောက်ကနိုင်မန်တော်ဆင့်တရင်မှာတော့အဝိုင်အောင်ဆင့်မယ်ဆိုတော့တိတ်ဆိုးရင်စရာမရှိတော့ပါဘူးဆိုပြီးပေါ်စားသွားလိုက်တဲ့အချင်းတွေကိုကျွန်တော်တို့ဘလို့တားဆီးမလဲတရင်ပေးဖို့မှုပုံစံကအစစ်နဲ့ဆင့်ဖြစ်နေလို့ရှုပ်ထွေးစေပြီးတရင်စကားရဲ့အဓိကအစွမ်းကိုအပြော့သွားစေပါလေမမနိုင်တယ်ဆိုတဲ့အချက်ကစဉ်းစားစရာပါဒါပေမဲ့လက်တွေ့ကြကြဘလို့အစားထုံမလဲကဲတင်ပြောသလိုပဲမွန်ကိုင်းယိုဒံအတွက်တိချအနေရောင်အစစ်ဒေတန္တရသတိပေးချက်ထုတ်ပြန်လိုက်တယ်ဆိုပါစို့ ုတ်ကဲ့အဲ့ဒီအခါမှာသတင်းမီဒီယာတွေကအဲ့ဒီဒေတန်တို့သတိပေးချက်ကိုပဲကောက်ကင်ပြီးတနိုင်ငံလုံးအတွက်အနေအောင်အဆင့်သတိပေးချက်ထုတ်ပြန်တယ်လို့မျိုးသတင်းဖြန့်လိုက်ရင်ဘယ်လိုလုပ်မလဲအဲ့ဒီအခါကျရင်ကျမတို့ရှုံရှားချင်နေတဲ့တနိုင်ငံလုံးအန်တရာနဲ့ထိတ်လန့်မှုမျိုးဖြစ်မလာနိုင်ဘူးလားဒါကပိုကြီးတဲ့ပြည်သမားတခုဖြစ်မသွားနိုင်ဘူးလားဒါကတကယ်ကိုအရေးကြီးတဲ့မြေခွန်းမှာအဖြေကတနိုင်ငံလုံးကိုထိတ်လန့်စေဖို့မဟုတ်ပါဘူးကျွန်တော်ရဆက်သွယ်ရေးနီလန်းကိုပိုပြီးချိတော့အောင်လုပ်ဖို့ပါပဲ အခုလက်ရှိတတိမေးချမ်းမှာပါတဲ့အချက်လက်တွေကတိကျတယ်ဆိုတာကိုကျွန်တော်လည်းလက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကဘယ်နေရာမှာရှိနေလဲ။အဝိုင်းအောင်ဆင်ဆိုရစိတ်တသားရရစေတဲ့ခေါင်းစဉ်ကြီးရဲ့အောက် စာပိုက်၃ပိုက်လောက်ရဲ့အောက်ဆုံးမှာရောက်နေလဲ။တရင်ချက်လက်ပေးဖို့ခြင်းမှာတရင်ချက်လက်ပေါ်တိုင်းကအရေးကြီးတယ်လို့အဲ့ဒီချက်လက်တွေကိုဘလို့အစီအစဉ်တကျစီစဉ်တင်ပြတယ်လေ။ Hierarchy of information ပေါ့နော်။ဆိုတာကလည်းအရေးကြီးပါတယ်။ အသက်အန္တရာယ်ရှိတဲ့အချက်လက်ကခေါင်းစဉ်မှာတောင်မောအရှိဆုံးမှာရှိနေတဲ့နေအခုတော့အရေးကြီးဆုံးပိုင်းကအဖုံးအုပ်ခံထားရလို့ဖြစ်နေတယ်ကျွန်မကတော့အဲ့ဒီအချက်ကိုနည်းလေးလေးကောက်ွယ်ပြီးပြောချင်တယ်တင့်ကလူလေးကို short တွေ့နေတယ်လို့ချိန်မမနေဘူးလားအထူးသဖြင့်ဘလဗင်မှာအတမွေးနေတဲ့ရေလောင်သားတွေတင်ဘောကပတိန်တွေကဒီလိုမိုးလေးပတ်သက်တဲ့နည်းတွေကိုဘလို့ဖတ်ရမလဲဆိုတော့ကောင်းကောင်းနားလဲကြပါရဲ့သူတို့ကအယောင်ကိုကြည့်တာအချက်လီတိုင်းနှုံလိုင်းအမြင့်ကလန်းတွေကိုအဓိက ရှာဖတ်ကြတာပါ သူတို့အလိုအပ်တဲ့အချက်လက်ကြီးကိုတည်တည်ကြပ်ကြပ်ပြောင်းစားဖိထားပြီးသားပဲလေဆော့တနိုင်ကလုံးဆိုင်တဲ့တင်ပြဖို့မှုစနစ်တစ်ခုလုံးကိုလူတိုင်းကခေါင်းစင်မှဖတ်ပြီးအသေးစိတ်ကိုမဖတ်ဘူးဆိုတဲ့ယူဆချက်ပေါ်မှာအခြေခံပြီးပြောင်းလဲဖို့ကမဖြစ်သင့်ဘူးလို့ထင်လာတယ်ကျွန်တော်ကလူတွေကိုရှုတ်အတွက်နေတာမဟုတ်ပါဘူးအခြေအနေရဲ့ရှုတ်ထွေးမှုကိုပို့ပြီးထည့်သွင်းစဉ်းစားစေချင်တာပါအခုကိစ္စမှာကျွန်တော်တို့ကဒေတဝမုံတိုက်တစ်ခုတည်းကိုပဲကြည်နေလို့မရအောင်ဘင်္ဂလားပင်လယ်အော်မှာဒေတဝရှိနေသလိုတောင်ကျုပ်ပင်လယ်ပြင်မှာလည်း တိုင်ဖွန်းမုန်တိုင်းကိုတို့ KOTO ကရှိနေတယ်။ပြီးတော့မလကားရေလက်ကြားကလာတဲ့မုန်တိုင်းငယ်ရဲ့အရှင်းကလည်းခုမအားပျော်တော့ခါစားပဲရှိသေးတယ်။ဒီလိုရာသီဥတုစနစ်တွေတခုမက ရှိနေခြင်းမှာသူတို့အချင်းချင်းအပြာလန်တက်ရောက်မှုတွေရှိနိုင်တယ်။ဥပမာတောင်ကျုပ်ပင်လယ်ကကိုတို့မုန်တိုင်းကဒေသရင်းလေစီကြောင်းတွေကိုပြောင်းလဲစေပြီးမြမကန်ရိုးတမ်းဘက်ကိုရေငွေ့တွေပို့ပြီးဆွဲသွင်းနိုင်တယ်။အဲ့ဒီအခါဒစ်ဒွိုက်ရဲ့ထွေဝိုင်းတက်ရောက်မှုဖြစ်တဲ့ မိုးတက်လေပြင်းတွေကိုပို့ပြီးအားကောင်းသွားစေနိုင်တယ်။ဒီတော့ did war တစ်ခုတည်းကိုပဲတီးခြားကြည့်ပြီးအဝိုင်းအောင်အဆင့်လို့တတ်မှတ်လိုက်တာ။ပင်လေပြင်းမှာသွာလာနေသူတွေအတွက်အချင်းနေမှန်ကိုအလုံးစုံခြုံငုံမိပါမလား။ရုတ်တွင်းနေတဲ့တရင်စကားတွေကအန်ဒီရဲ့ရှိတဲ့ဒေတာကလူတွေကိုပို့ပြီးရှုပ်ထွေးစေနိုင်ပါတယ်။ရုတ်ထွေးနေတဲ့တရင်စကားတွေကအန်ဒီရဲ့ရှိတဲ့ဒေတာကလူတွေကိုပို့ပြီးရှုပ်ထွေးစေနိုင်ပါတယ်။အန်ဒီရဲ့အစ်စ်နဲ့ပြည်သူစိုးရိမ်မှုအကြအန်ချက်နီယောင်ထင်းကြီးရတဲ့ကိစ္စကိုပြန်တွေးကြည့်အောင် မုံတန်းကနိုင်ငံကိုတိုက်ရိုက်မလာဘူးတပိမဲ့တောင်ပိုင်းကန်ရိုးတန်းအတွက်စိုးရီပြီးတနင်္ဂနွေလုံးအတွက်အဆင့်မြင့်တဲ့တတိပေးချက်ဥပမာလီမောင်ရောင်အဆင့်လိုမျိုးထုတ်ပြန်လိုက်တယ်ဆိုပါစို့အဲ့ဒီအခါနေပြည်တော်မန္တလေးစကိုင်းအောက်ပိုင်းလို့အများအပြားတာယာမီလုံခမန်းထားတဲ့ဒေသတွေမှာပါမလို့အပ်တဲ့စိုးရင်ထင်းလာမှုတွေစီပါရေးလုပ်ငန်းတွေရပ်ဆိုင်တာတွေကုန်စည်စီစဉ်မှုပြတ်တောက်တာတွေဖြစ်လာနိုင်တယ်လက်ရှိချင်းကမှုက အန်ဒီယအဆင့်နဲ့ကိုက်ညီအောင်ချိန်ဆထားတဲ့သူ့မြတ်မှု calibrated response ပါအန်ဒီယအမှန်တကယ်ရှိတဲ့နေရာကိုဖြစ်မှတ်ထားတည်ပေးတဲ့အန်ဒီယမရှိတဲ့နေရာကိုမလို့အပ်ပဲမထိတ်လန့်စေဘူးတဟာတာဝန်ယူမှုရှိတဲ့တရင်ထုတ်ပြမှုပုံစံမှတည်ပါတယ်အဲ့ဒီလိုစဉ်းစားပုံမျိုးကိုတော့ကျွန်တော်လုံးဝသဘောမတူနိုင်ပါဘူးဒါကစီးပွားရေးရာထိခိုက်နိုင်ခြေကို အတက်အန်တဲ့နဲ့ချင်းခွင်းရှာညိနေလို့ဖြစ်နေပြီမုဒ္ဓမကွေတဲကငါးဖိုင်းတမားတယောက်အတွက်တော့သူ့အလောက်ကပင်လေထဲမှာ သူ့အတွက်တော့ဆယ်ပေမင်းနဲ့လှိုင်းလုံးတွေကဖြစ်တန်ကျင်နေတဲ့အနေရမဟုတ်ဘူးသူ့ရဲ့နေစဉ်လက်တွေ့ဘဝပဲကျွန်တော်ကတနင်္ဂနွေကိုလေမောရောင်အဆင့်တတိပေးဖို့ပြောနေတာမဟုတ်ပါဘူးတောင်ပိုင်းဒေသအတွက်အနေကိုပိုးပြီးထိထိမိမိရှိတဲ့စကားလုံးတွေပိုးပြီးအာယုဆိုင်မှုရစေမယ့်အဆင့်ထမတ်ချက်တစ်ခုနဲ့ဖော်ပြဖို့ပြောနေတာအဝါရောင်အဆင့်ဆိုတဲ့ခေါင်းစဉ်အောင်မှာအသေးစိတ်ကိုဖတ်မှသိရမယ်စာအဲ့ဒီဒေသတွေအတွက်တိကျအထူးတတိပေးဒါမှမဟုတ်ပုံမြင့်တဲ့အဆင့်တခုထမတ်တင်တယ်လို့ဆိုလိုတာပါ ကျွန်တော်တို့နာဂစ်မွန်တိုင်းတော့ကတင်ကန်းစားကိုမမေ့တင်ဘူးအဲ့ဒီတော့ကလည်းနီးပညာရာတတိပေးခက်တွေထွက်ထည်တယ်ဒါပေမဲ့အဲ့ဒီတတိပေးချက်ရဲ့ပြင်းထန်မှုကဖိသူတွေရှိကိုထိထိရောက်ရောက်မရောက်ခဲ့ဘူးလူတွေကမွန်တိုင်းလိုပဲကြားခဲ့တယ်နီးဖုံးချုံအနေနဲ့ကျမရဲ့အမြင်ကိုပြန်ပြီးရှင်းလင်းခြင်းပါတယ်လက်ရှိမိုးလေဝသထုတ်ပြန်ချက်ဟာစနစ်တကျရှိပြီးတာဝန်ယူမှုရှိတဲ့ချင်းကမှုဖြစ်တယ်လို့ကျမမြင်နေတော့မှာပဲသူကတိပန်နီးကြချက်လက်တွေကိုအခြေခံပြီးမုံတိုင်းရဲ့လမ်းကြောင်းကိုမှန်မှန်ကန်ကန်သတ်မှတ်တယ်ပြီးတော့ နိုင်ငံအတွက်ရေဝူယာဆင့်တစ်ခုကိုတတ်မှတ်ပေးတယ်။ဒါကအများပြည်သူကိုမလိုအပ်ပဲစိုးရိမ်မှုတွေမဖြစ်အောင်ကာကွယ်ပေးတယ်။တပြိုင်နက်တည်းမှာပဲအန်ဒီရရှိတဲ့ဒေသတွေအတွက်တိကျတဲ့အချက်လက်ပြည့်စုံပါတဲ့တတိပိချက်ကိုတည်ဆန့်ထုတ်ပြန်တယ်။ဒီလိုဟန်ချင်းညီတဲ့တည်င်းပေးပို့မှုကသာထိရောက်တဲ့ပြည်သူဆက်တော်ရေးဖြစ်ပါတယ်။အချက်လက်တွေကိုတိတိကျကျပေးထားတဲ့အတွက်သက်ဆိုင်သူတွေကသူတို့အတွက်ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်ချနိုင်မှာဖြစ်ပြီး တနေငံလုံးကိုမလို့အပ်ပဲထိခိုက်မှုမဖြစ်စေပါဘူးကျွန်တော်ဘက်ကအနစ်ချုပ်အနေနဲ့ပြောချင်တာကတော့အချက်လက်တွေမှန်ကန်နေဆိုတော့ကိုလက်ခံပေမဲ့အများပြည်သူနားလည်လွယ်တဲ့အဝါရောင်အချင်းဆိုတဲ့ခေါင်းစဉ်ကိုအဓိကသုံးလုံးလဲခြင်းအားဖြင့်တခြားဒေတာတစ်ခုမှဖြစ်ပေါ်နေတဲ့ကြီးမားတဲ့အနေကို အလေးမမူသလိုဖြစ်သွားစေနိုင်တယ်ဆိုတာပါပဲမွန်ဒမာကွေက ရေလိုသားတယောက်အတွက်အနေကအဝါရောင်အချင်းထက်အများကြီးပိုပါတယ်သူ့အတွက်ကတော့အတက်အန္တရာယ်ရှိတဲ့ခြင်းနေပါ အဓိကစင်ခေါ်မှုကနိပညာဆိုင်ကတိကျတဲ့အချက်လက်တွေကိုတာမန်လိုအများနားလည်ပြီးအလေးထားလိုက်နာနိုင်မဲ့သတိပေးချက်အဖြစ်ဘလို့ပါသပြမလဲဘလို့ဆက်တွေ့ပြောဆိုမလဲဆိုတာပါပဲအတန်အရကိစ္စမှာပေါ်ဆောက်မှုကိုဖြစ်စင်နိုင်တဲ့ဘလို့အတုံးတို့မျိုးကိုမဆိုကျွန်တော်တို့အလွန်အမြင်သတိထားသင့်တယ်လို့မြင်နေဒီနေ့မနက်ပိုင်းကလည်းကမူကားတော်တော်လေးတိတိမမင်ရနေတာအမ်နေ့လယ်လောက်အထိမသိသေးဘူးဆိုရင်တော့အပြင်းထွားဖို့စီစဉ်ထားတဲ့အလုပ်ကိစ္စတွေကိုဖြတ်ပြီး အင်းထဲမှာပဲအေးအေးဆေးဆေးအနားယူဖစ်လို့တယ်ဟုတ်ပါတယ်ကျမတို့နှစ်ယောက်စလုံးသဘိုးတူနိုင်တဲ့ချက်တစ်ခုကတော့လက်ရှိချိန်နေဟာ this war မုံတိုင်တစ်ခုတည်းကြောင့်မဟုတ်ပဲတောင်တရုတ်ပင်လယ်ကခိုတိုမုံတိုင်အပါဝင်ယာတီဥတုစနစ်တွေရှုပ်ထွေးနေတာကြောင့်အလုံးကအနီးကစောင့်ကြည့်ဖို့လိုအပ်တယ်ဆိုတာပါပဲနိပညာပိုင်ဆိုင်ရာတိကျမှုနဲ့ပြည်သူလူထုကိုထိရောက်စွာဆက်သွယ်နိုင်မှုကြားကဟန်ချက်ကိုဘယ်လိုရှာမလဲဆိုတာကတော့အမြဲတမ်းဆွေးနွေးနေရမယ့်အကြောင်းအရာတစ်ခုပါအဲ့ဒါတော့လုံးဝမှန်ပါတယ် တူညီတဲ့အချက်လက်တွေဖော်မှာပဲအန်ဒီကိုရှုမြင်ပုံအသေးပဲကောက်ယူပုံဒီကွဲပြားနိုင်တယ်ဆိုတာကိုနားလည်ခြင်းကအရေးကြီးပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ဆက်လက်လည်လာစရာတွေဆွေးနွေးစရာတွေအများကြီးရှိနေသေးတယ်ဆိုတာကတော့သိကြပါတယ် Welcome to MM Thinker please subscribe and don't forget to like comment and share